တရုတ်လေသမားတွေက Trump အစိုးရတက်လာတဲ့အခါအကောက်ခွန်တွေမြင့်တင်ခဲ့တာကြောင့်ဒီနှစ်ပထမနှစ်ဝက်မှာဈေးနှုန်းတွေတိတ်မကောင်းခဲ့ဘူးအခုတော့အကောက်ခွန်အစ်တွေနဲ့တူတရုတ်လေယာဉ်လုပ်ငန်းဆက်လုပ်ဖို့မတိကြတော့ဘူးလို့ဆိုပါတယ်ဒီလိုနဲ့လူတိုင်းရုန်းကန်နေရပြီးတရုတ်ပင်လယ်သားလုပ်ငန်းဟာပြင်းထန်စွာထိခိုက်နေပါတယ်ဒီမှာအလုတ်ကိုင်းမရှိသလိုငားမွေးမြူရေးခြံတွေလည်းဒုက္ခရောက်နေပါတယ်အလားတူငားမွေးမြူရေးဌာနတွေလည်းအခြေအနေမကောင်းပါဘူးဒီလိုငားဖိလက်ဆက်ယုံတွေအကောက်ခွန်အစ်တွေကြောင့်ငားဝယ်ယူရဟာဆုံးရှုံးမှုဖြစ်ပြီး ဈေးနှုန်းနှိမ်ပြီးဆက်ဝင်ရင်တရုတ်လယ်သမားတွေလည်းဆုံးရှုံးမှုနဲ့ရင်ဆိုင်ရမယ်လို့ပြောပါတယ်။တကယ်တော့အမေရိကန်ကတရုတ်ကုန်ပစ္စည်းတွေပေါ်ချမှတ်ထားတဲ့မြန်မာရဲ့အကောက်ခွန်တွေဟာအချို့လုပ်ငန်းတွေအထူးသဖြင့်အမေရိကန်တွေစားသုံးတဲ့အစားအစာလုပ်ငန်းကိုပြင်းထန်စွာထိခိုက်စေပါတယ်။ဘာလို့လဲဆိုတော့ Rider သတင်းဌာနရဲ့ဖော်ပြချက်အရအမေရိကန်ကတရုတ်ရဲ့တီလာပီယာတင်ပို့မှုတန်ဖိုးဒေါ်လာ425သန်းခန့်အပေါ်190ရာခိုင်နှုန်းပြစ်ဒဏ်အကောက်ခွန်ချမှတ်ခဲ့ပါတယ်။ အဲဒါကြောင့်တီလာပီယာ၅အတွက်အရေးပါတဲ့ဈေးကွက်တစ်ခုလုံးဒီပါပိတ်သိမ်းသွားခဲ့ပါတယ်။၁၈၀ရာခိုင်နှုန်းအောက်ခွန်ဆိုတာဘာကိုဆိုလိုတာလဲ။ဥပမာတီလာပီယာဖီလက်တတုပ်ရဲ့ဈေးနှုန်းကဒေါ်လာ၁၀၀ဆိုရင်အမေရိကန်ဈေးကွက်ထဲဝင်ရောက်တဲ့အခါအောက်ခွန်ဖြစ်ဒေါ်လာ၁၀၀ထပ်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ပဲစုစုပေါင်းကုန်ကျစရိတ်ကိုအနည်းဆုံးဒေါ်လာ၂၀၀အထိရောက်စေပြီးဒီထဲမှာပို့ဆောင်ရေးအာမခံနဲ့တခြားကုန်ကျစရိတ်တွေမပါဝင်သေးပါဘူး။ အခုတော့ဒီလိုမြင်မာတဲ့ကုန်ကြဈေးတွေကြောင့်တရုတ်ဒီလာပီယာငါဟာအမေရိကန်ဈေးကွက်မှာဈေးနှုန်းရှင်ပြိုင်နိုင်စွမ်းကိုလုံးဝဆုံးရှုံးသွားပြီးတင်သွင်းသူတွေအတွက်တရုတ်ထံကဝယ်ယူဖို့ဆိုတာမဖြစ်နိုင်တလို့ဖြစ်သွားပါတယ်။ဒီလိုနဲ့အမေရိကန်ကအကောက်ခွန်တွေကိုအများကြီးမြင့်တင်ခဲ့တာကြောင့်ကျွန်တော်တို့ရဲ့ဒီလာပီယာတင်ပို့မှုဟာထိခိုက်ခံခဲ့ရပါတယ်။အခုတော့ငါဖန်တဲတွေထဲမှာဒီလာပီယာငါဈေးနှုန်းတွေဟာအမေရိကန်ဒေါ်လာ80စင်သာရှိတော့ပြီးပြီးခဲ့တဲ့နှစ်က80စင်ဖြစ်ခဲ့ပါတယ်။လွတ်လပ်တဲ့ရေကန်တွေထဲကဈေးနှုန်းကတော့60စင်သာရှိပြီး စက်ယုံဈေးနှုန်းက58ဆင့်လောက်နဲ့ပိုနှိပ်ပါတယ်။ဘာလို့လဲဆိုတော့တင်ပို့မှုတွေပိတ်ဆို့ခံထားရတာကြောင့်ဈေးနှုန်းတွေတိုးတက်လာမယ်လို့မထင်ပါဘူး။အဲဒါကြောင့်တစ်နှစ်လုံးဆက်လက်မွေးမြူမယ်ဆိုရင်ကုန်ကျစရိတ်တောင်ဆုံးရှုံးသွားနိုင်ပါတယ်။တကယ်တော့တရုတ်နဲ့အမေရိကန်အကြားကုန်သွယ်ရေးစစ်ပွဲဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကစတင်ခဲ့ပြီးနှစ်ဖက်စလုံးရဲ့အကောက်ခွန်တွေဟာဆက်လက်တိုးမြင့်လာခဲ့ပါတယ်။ဒီလိုသတင်းဖော်ပြချက်တွေအရအမေရိကန်ကတရုတ်ကုန်ပစ္စည်းအများစုအပေါ်145ရာခိုင်နှုန်းအကောက်ခွန်မြှင့်တင်ခဲ့ပြီး တရုတ်ကအမေရိကန်ကုန်ပစ္စည်းတွေပေါ်125ရာခိုင်နှုန်းအကောက်ခွန်နဲ့လက်တုံပြန်ခဲ့ပါတယ်။ဒါကြောင့်ပဲနှစ်နိုင်ငံကြားပုံမှန်ကုန်သွယ်ရေးကိုပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။အလားတူတရုတ်ဒီလာပီယာငါပေါ်150ရာခိုင်နှုန်းအကောက်ခွန်ဟာပုံမှန်အဆင့်ထက်အစာပေါင်းများစွာမြင့်မားပြီးအမေရိကန်တို့တရုတ်ဒီလာပီယာတင်ပို့မှုရဲ့ကံကြမ္မာကိုလုံးဝနှိပါအဆုံးသတ်လိုက်ပါတယ်။အဲဒီလိုပဲအမေရိကန်တွေဟာတီလာပီယာငါကိုနှစ်သက်ကြပြီး ၎င်းဟာထမဲစပွဲမှာ shrimp salmon နဲ့ cod တို့ပြီးရင်စတုထအနှစ်သက်ဆုံးပင်လယ်စာဖြစ်ပါတယ်။ American စားသုံးသူအများစုဟာ၎င်းတို့ရဲ့တရတီလာပီးယားငါးအများစုဟာတရုတ်တောင်ပိုင်းကမောင်မိတ်မျိုးကလာတယ်ဆိုတာမသိကြပါဘူး။ဒီလိုနဲ့မောင်မိတ်ဟာရေနံဓာတုလုပ်ငန်းကြောင်နာမည်ကြီးအောင်နေမှာကတရုတ်နဲ့ကမ္ဘာမှာတီလာပီးယားထုတ်လုပ်မှုမွေးမြူရေးနဲ့တင်ပို့ပြုပြင်ရေးအတွက်အကြီးဆုံးအခြေစိုက်စခန်းလေးဖြစ်ပါတယ်။နေ့စဉ်ထုတ်လုပ်မှုဟာတရုတ်နိုင်ငံရဲ့စုစုပေါင်းရဲ့၉ဘုံတဘုံကိုဖြည့်ဆည်းပေးပြီး ်ဒီမြို့ကိုတရုတ်ရဲ့တီလာပီယာ၅မြို့တော်လို့သိကြပါဗျ။မောင်မင်းဟာအပူပိုင်းဒေသမှာတည်ရှိပြီး၎င်းရဲ့နှွေးထွေးတဲ့ရာသီဥတုနဲ့ရေအရင်းမြစ်ကျွဲဝါမှုကတီလာပီယာ၅မြို့မြို့အတွက်အကောင်းဆုံးပတ်ဝန်းကျင်ကိုပေးစွမ်းပါတယ်။ဒီလိုနဲ့နှစ်ပေါင်းများစွာအတွင်းမောင်မင်းဟာ၅မြို့မြို့ကစလို့အစာထုတ်လုပ်ရေးအကြီးစားမြို့မြို့ပြုပြင်ထုတ်လုပ်ရေးအေးခဲပို့ဆောင်ရင်းနဲ့တင်ပို့ကုန်သွယ်ရေးအထိပြည့်ပြည့်စုံတဲ့ဆက်မှုလုပ်ငန်းကွင်းဆက်တစ်ခုကိုဖွံ့ဖြိုးစေခဲ့ပါတယ်။အခုတော့မောင်မင်းက ီလာပီယာ၅မွေးမြူရေးချန်တွေဟာဆန်ဖရန်စစ္စကိုမြို့ထက်1.5ဒသမ5ဇာလောက်ကျယ်ဝန်းတဲ့ area ကိုလွှမ်းခြုံထားပါတယ်။ဒါကြောင့်ပဲ၅ပြုံမွေးမြူရေးဌာနတွေနဲ့အစာဆက်ရုံတွေကဒီချန်တွေကိုထောက်ပံ့ပေးနေပါတယ်။မောင်မိန်မာတီလာပီယာ၅ကို Felix အဖြစ်ပြုပြင်ပြီးတင်ပို့ဖို့ဆက်ရုံ16ရုံရှိပြီးအများစုကို American ရှိ supermarket တွေစီပို့ဆောင်ပါတယ်။ဘာလို့လဲဆိုတော့တရုတ်ဒေတာဆိုင်ရာအစိုးရဒေတာအရမောင်မိန်ကနှစ်စဉ်တရုတ်တီလာပီယာ၅တန်ချိန်တသိန်းခန့်ကိုအဓိကအဖြစ် အမေရိကန်နဲ့ကနေဒါတို့စီတင်ပို့ပါတယ်။အဲဒါကြောင့်ဒီပမာဏဟာအမေရိကန်လူဦးရေ25တန်းခန့်ရဲ့နှစ်စဉ်5စားသုံးမှုကိုဖြည့်ဆည်းပေးနိုင်ပါတယ်။တကယ်တော့တရုတ်တီလာပီယာ9မွေးမြူရေးပြုပြင်ထုတ်လုပ်ရင်းနဲ့တင်ပို့ရေးလုပ်ငန်းဟာမောင်းမိန်မှာမိသားစုထောင်ပေါင်းများစွာကိုထောက်ပံ့ထားပါတယ်။ဒီလိုနဲ့၎င်းဟာတရုတ်လယ်သမားထောင်ပေါင်းများစွာတရုတ်လုံသမားတွေနဲ့၎င်းတို့မိသားစုတွေအတွက်တည်ငြိမ်တဲ့ဝင်ငွေကိုပေးစွမ်းရုံနဲ့မကကျေးလက်ပြန်လဲနလန်ထူရေးမှာလဲအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ အလားတူအမေရိကန်ဈေးကွက်ကဝယ်လိုအားဟာမောင်းမိတ်မှာတရုတ်ဒီလာပီယာ၅လုပ်ငန်းရဲ့ထွန်းကားမှုတွက်အဓိကတွန်းအားဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီအခြေအနေဟာမကြသေးခင်ကယိုယွင်းလာခဲ့ပါတယ်။ဒီမှာဧပြီလအကုန်မှာရိုက်တာသတင်းဌာနကမောင်းမိတ်ကငါးမွေးမြူရေးဌာနတစ်ခုကိုတွားရောက်ခဲ့ပြီး၎င်းတို့ဟာငါးစာအတွက်အော်ရာအစ်စ်မရရှိခဲ့ဘူးလို့ဖော်ပြခဲ့ပါတယ်။ ဒါကြောင့်ပဲအစာထုတ်လုပ်သူတွေက၎င်းတို့ရဲ့ဖောက်သည်တွေထုတ်လုပ်မှုလျှော့ချနေတယ်လို့ပြောပြီးပြုပြင်ထုတ်လုပ်သူတွေလည်းအလုံးမလုံးရပဲရှိနေပါတယ်။အခုတော့တရုတ်လေသမားအများစုကလက်ရှိဈေးနှုန်းတွေကြောင့်အရှုံးပေါ်နေရတယ်လို့ပြောပါတယ်။ဒီလိုတရုတ်ရဲ့အကြီးဆုံးငါးမွေးမြူရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Tom Wine Group ကဒီလမှာနိုင်ငံတော်ကကတီလာပီယာငါးမွေးမြူရေးတရုတ်လေသမား၁၀ဦးမှာတဦးဟာအလုံးလက်မဲ့ဖြစ်နိုင်တယ်လို့သတိပေးခဲ့ပါတယ်။တကယ်တော့မောင်မင်းကနှစ်ရှည်ဝယ်ယူသူတဦးဖြစ်တဲ့ Hu Aung Song Fine က ဒီမြင်မာတဲ့အကောက်ခုံတွေကလူတွေကိုပြင်းထန်စွာထိခိုက်စေတယ်လို့ပြောပါရယ်။ဒါကြောင့်ပဲစက်မှုလုပ်ငန်းကွင်းဆက်တစ်ခုလုံးထိခိုက်ခံရပြီးလူတွေဟာအလုလမဲ့ဖြစ်မှုအန်ဒီယန်နဲ့ရင်ဆိုင်နေရပါရယ်။အလားတူတရုတ်ရဲ့အကြီးဆုံးငါးမွေးမြူရေးကုမ္ပဏီတစ်ခုဖြစ်တဲ့တွန်ဝိုင်း Group ရဲ့သတိပေးချက်အရတီလာပီယာငါးမွေးမြူရေးတရုတ်လေသမား၁၀ဦးမှာတဦးအလုလမဲ့ဖြစ်နိုင်တယ်ဆိုတာကဒီအချက်အသေးရဲ့ပြင်းထန်မှုနဲ့ကျယ်ပြန့်တဲ့သဘောကိုမိမောင်းထိုးပြနေပါရယ်။ဒီလိုနဲ့မက်ရှလာကနေမေလအထိဟာပုံမှန်အားဖြင့်တီလာပီယာငါးတူလောင်ရေးအတွက်ယာတီဖြစ်ပြီး အသစ်ပေါက်ဖွာလာတဲ့ငါးတွေဟာဝဲလူအားများပြီးလယ်သမားတွေစီလှင်မြန်သွားရောင်းချရလိမ့်ရှိပါတယ်။ဒါပေမဲ့ဒီຫນွေဥမှာတော့ order တွေရှားပါနေခဲ့ပါတယ်။တရုတ်လူသမားတို့ကဒါဟာအခက်အခဲဆုံးနှစ်ဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်ပဲသူမကပုံမှန်ဆိုရင်ငါးအများစုကိုရောင်းချပြီးဖြစ်နေပေမဲ့အခုတော့ဘသူမှမဝယ်ဘူးလို့ရှင်းပြပါတယ်။အခုတော့လယ်သမားတွေကြောက်လန့်နေကြပြီး သူမရဲ့တတိကရောင်းအားဟာထက်ဝက်ကျော်ကျဆင်းသွားတယ်လို့ပြောပါရယ်တကယ်တော့အချို့လုပ်ငန်းတွေဟာအမေရိကန်ကိုတင်ပို့တာတောင်မလုပ်နိုင်ခဲ့ပါဘူးဒီလိုနဲ့လူတွေဟာထိတ်လန့်နေကြပါတယ်ဒီမှာဧပြီလအစောပိုင်းမှာတရုတ်နဲ့အမေရိကန်အကြားအောက်ခွန်တွေပုံမုံမြင့်တက်လာတာကြောင့်တရုတ်တီလာပီယာ၅ဇင်းလုံးတွေ18ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်ဒါပေမဲ့မစ္စတာဟွမ်ကဈေးနှုန်းတွေအနည်းငယ်ပြန်လည်နယ်လန်ထူလာပြီလို့ပြောပါရယ်ဈေးနှုန်းတွေဟာအန်ရယ်ကင်းအောင်နှိမ့်ကျနေသေးဖြစ်ပြီး ဒါကြောင့်ပဲတရုတ်လယ်သမားချို့ဟာဝမ်းရည်အဆင်ပြေဖို့ရုန်းကန်နေရပါတယ်။ဒီလိုနဲ့လယ်သမားတွေအပြင်မြို့မှာရှိတဲ့တင်ပို့ပြုပြင်ရေးကုမ္ပဏီ16ခုလည်းအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ပြုပြင်ထုတ်လုပ်ရေးစက်ရုံတွေကဝယ်ယူရေးရာရှိတချို့က၎င်းတို့ရဲ့တီလာပီယာ9ရဲ့60ရာခိုင်နှုန်းကျော်ဟာအမေရိကန်ကိုရောင်းချခဲ့ရတယ်လို့ပြောပါတယ်။ဒါပေမဲ့ဒီအခြေအနေဆက်လက်ရှိနေမယ်ဆိုရင်လူတိုင်းဒေဝါလီခံရမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါဟာလုပ်ငန်းဆုပ်ယုပ်မှုတစ်ခုတည်းမဟုတ်ပါဘူး။ဒေတာရဲ့စီးပွားရေးအဓိကအုတ်မြစ်အတွက်ပြင်းထန်တဲ့ထိုးနှက်မှုတစ်ခုဖြစ်ပြီး တာမန်လူထောင်ပေါင်းများစွာရဲ့ဘဝတွေကိုပါထိခိုက်စေပါတယ်။မောင်းမဲ့ရဲ့အချက်တဲဟာတရုတ်နဲ့အမေရိကန်ကြားကုန်သွယ်ရေးပဋိပက္ခတွေကဒေတာစည်းဝါးရင်းနဲ့အတံမွေးဝမ်းကြောင်းမှုတွေကိုဘလောက်ထိနှက်ဆိုင်စွာထိခိုက်စေတယ်ဆိုတာကိုသိငယ်တဲ့ဥပမာတစ်ခုအနေနဲ့ပြသနေပါတယ်။အခုတော့မောင်းမဲ့မျိုးရဲ့တီလာပီယာ၅လုံငန်းအချက်တဲဟာအမေရိကန်ရဲ့မြန်မာရဲ့အကောက်ခွန်တွေကြောင့်ဖြစ်ပေါ်ပုံရပါမယ်။တကယ်တော့အကြောင်းမျိုးမျိုးရဲ့ရလဒ်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တခုတည်းသောဈေးကွက်ပေါ်မှာအလွန်အမင်းမိခိုနေရတဲ့ဖွဲ့သီးပုံဆိုင်ရာပြဿနာတွေပါ ဒါဟာမောင်းမိတ်နဲ့တရုတ်ရဲ့တီလာပီယာငါးလုံငန်းရဲ့အခြေခံဖွဲ့စည်းပုံဆိုင်ရာအားနည်းချက်တစ်ခုဖြစ်ပါတယ်။ဒီလိုအချိန်ကြာရှည်အမေရိကန်ဈေးကွက်ရဲ့ပြင်းထန်တဲ့ဝယ်လူအားကြောင့်တွန်းအားပေးခံရပြီးလုပ်ငန်းတစ်ခုလုံးဟာအမေရိကန်အတွက်ဖန်တီးထားသလိုဖြစ်နေပါတယ်။ဒါကြောင့်ပဲမျိုးစိတ်ရွေးချယ်မှုနဲ့မွေးမြူရေးလုပ်ငန်းစဉ်မှာတတ်မှတ်ချက်ထိန်းချုပ်မှုအမေရိကန်ဈေးကွက်ရဲ့နှစ်သက်မှုအတိုင်းထုတ်ကုန်ပြုပြင်ထုတ်လုပ်မှုဥပမာအယိုးမပါအခွန်မပါတဲ့ Felix ထုတ်လုပ်မှုတတ်မှတ်ထားတဲ့အကြွယ်အစားနဲ့ထုတ်ပို့မှု BAB နဲ့ ASC လိုမျိုးရှုပ်ထွေးတဲ့အသိအမှတ်ပြုစနစ်တွေနဲ့ အမေရိကန်ရဲ့အဓိကစူပါမားကတ်တွေအတွက်ဝင်ရောက်ရေးအဆင့်တွေထိအားလုံးကိုအမေရိကန်ဈေးကွက်အတွက်စိစက်ညှိနှိုင်းထားပါတယ်။အခုတော့တရုတ်ဒေသစီးပွားရေးဟာဈေးကွက်ဖြန့်ဖြူးရေးအတွက်အကြီးစားတင်သွင်းသူအနေငယ်ပေါ်မှာမှီခိုနေရပြီးအဆင့်အတိုင်းကိုအမေရိကန်ဈေးကွက်အတွက်စိစက်ပြီးဒီဇိုင်းထုတ်ထားပါတယ်။ဒီလိုနဲ့စိတ်ကြိုက်ပြင်ဆင်ထားတဲ့ model ဟာအစောပိုင်းအဆင့်တွေမှာကြီးမားတဲ့အောင်မြင်မှုနဲ့လှင်မြန်တဲ့ချက်ထွင်မှုကိုယူဆောင်လာခဲ့ပေမဲ့ပြင်းထန်တဲ့မှီခိုမှုကိုလည်းဖန်တီးခဲ့ပါတယ်။အဲဒါကြောင့်တခုတည်းသောဈေးကွက်အတွက်အထူးပြုလုပ်ထားတဲ့ဒီ model ဟာ ပြောင်းလဲမှုတွေကိုလိုက်ရောညီထွေဖြစ်အောင်လှုပ်ဆောင်နိုင်စမ်းကိုလျှော့ကြစီပါတယ်။ဒါကြောင့်ပဲလုပ်ငန်းတစ်ခုလုံးရဲ့အန္တရာယ်ခံနိုင်ရေးဟာအားနည်းနေပြီးပြောင်းလဲရောက်နိုင်မဲ့နေရာမရှိတော့ပါဘူး။တကယ်တော့ဒီအချက်တဲဟာထူးခြားတဲ့အရာမဟုတ်ပါဘူး။ဧပြီလ၂ရက်နေ့မှာအသက်ဝင်ခဲ့တဲ့အမေရိကန်ရဲ့အုပ်ချုပ်ရေးအမိန့်တစ်ခုကတရုတ်ထုတ်ကုန်တွေပေါ်34ရာခိုင်နှုန်းအပြန်အလှန်အောက်ခွန်တွေထပ်မံချမှတ်ခဲ့ပြီးဖေဖော်ဝါရီလမှာချမှတ်ခဲ့တဲ့20ရာခိုင်နှုန်းနဲ့30ရာခိုင်နှုန်း40ရာခိုင်နှုန်းအောက်ခွန်တွေပေါ်မှာထပ်ဆောင်းထားတာဖြစ်ပါတယ်။ ်ဒီလှုပ်ဆောင်ချက်ဟာတရုတ်ကုန်ပစ္စည်းတွေရဲ့တင်သွင်းကုန်ကြစေကိုအထူးသဖြင့်မြင့်တင်ခဲ့ပါတယ်အခုတော့ဒါဟာလုပ်ငန်းတစ်ခုလုံးကိုလွှမ်းခြုံထားပြီးတရုတ်ကနေအမေရိကန်တို့တင်ပို့တဲ့အဓိကစိုက်ပျိုးရေးထုတ်ကုန်တွေကိုထိခိုက်စေပါတယ်ဒါကြောင့်ပဲ shrimp fish crabs shellfish လို့အခြေခံပင်လယ်စာတွေ sheep tech နဲ့ inoki mushroom လို့အထူးစားသုံးနိုင်တဲ့မှုအမျိုးအစားတွေလူကြိုက်များတဲ့အခွန်မာအသီးနဲ့အချောက်လှမ်းထားတဲ့သစ်သီးတွေ လက်ဖက်ရည်နဲ့ဂျင်ဆင်အက်စထရာဂေါလတ်လို့ယဉ်ကျေးမှုရရေးပါတဲ့တရုတ်စီးပွားဝင်အပင်တွေတာမန်ဟင်းခက်အမွေးတိုင်တွေနဲ့ပြုပြင်ထားတဲ့ဟင်းသီးဟွင်းရက်နဲ့တစ်သီးတွေပါဒီအကောက်ခွန်စစ်ပွဲတွေမှာပါဝင်သွားပြီးကုန်ကြစရိတ်တွေတိတိတသာမြင့်တက်လာခဲ့ပါတယ်။တချို့ကတီလာပီယာငါးရောင်းအားကိုတရုတ်ပြည်ရင်းမှာတိုးမြှင့်ဖို့အကြံပြုခဲ့ကြပါတယ်။အခုတော့တရုတ်နိုင်ငံရဲ့ပြည်ရင်းစိတ်ကွက်ဟာလည်းအားနိုင်မှုလက္ခဏာတွေပြသနေပါတယ်။2020ပြည့်နှစ်ကတရုတ်ကွန်မြူနတီပါတီဗဟုဘန်ရဲ့ဒေတာအရမြို့ပြအိမ်အောင်စုရဲ့စုစုပေါင်းပိုင်ဆိုင်မှု80ရာခိုင်နှုန်းဟာ အိမ်ချမ်းမြေမှာချီနှောင်ထားပြီး၎င်းကိုအကြီးစားစားသုံးမှုစွမ်းအားဖြင့်ပြောင်းလဲဖို့ခက်ခဲနေပါတယ်ဒီလိုနဲ့တရုတ်ရေးရာသုံးသက်သူဝမ်ဟောင်းကပြီးခဲ့တဲ့နှစ်20အတွင်းကွန်မြူနစ်ပါတီရဲ့အင်ညာပြုတ်ပြင်ပြောင်းလဲရေးတွေကတာမန်ပြည်သူတွေရဲ့စီးစိမ်ကိုအိမ်ချမ်းမြေကနေဆုပ်ယုပ်စေခဲ့တယ်လို့ပြောပါတယ်ဒါကြောင့်ပဲလူတွေဟာမိသားစုစုဆောင်းငွေတွေကိုမျိုးဆက်ပေါင်းများစွာကထုတ်ယူပြီးအိမ်တလုံးဝယ်ယူခဲ့ကြရပါတယ်မိဘတွေရောက်ခမတွေအဖိုးအဖွားတွေတောင်အိမ်တလုံးရဲ့ကုန်ကြစရိတ်အတွက်ပါဝင်ပေးခဲ့ရပြီးလူတိုင်းကိုအကျွေးတဲထားခဲ့ပါတယ် ဝါဟောင်းကတာမန်တရုတ်လူတို့ရဲ့စီးစိမ်ဟာကုန်ဆုံးသွားပြီဖြစ်ပြီး၎င်းကစားသုံးဖို့မဖြစ်နိုင်သလောက်ဖြစ်စေတယ်လို့ပြောပါရယ်အဲဒါကြောင့်တရုတ်ထုတ်ကုန်တွေကိုပြည်ပကိုသာရောင်းချနိုင်ပြီးပြည်ရင်းမှာမရောင်းနိုင်တာမဟုတ်ပဲပြည်ရင်းစားသုံးသူတွေမှာဝယ်ယူနိုင်စွမ်းမရှိတာကပြဿနာဖြစ်နေပါရယ်တကယ်တော့အစိုးရရဲ့စားသုံးမှုတိုးမြှင့်ဖို့ထပ်ခါတလဲလဲတောင်းဆိုမှုတွေရှိပေမဲ့ဒီနှစ်အလုပ်အစည်းအဝေးခန်းသားမှာလက်ရှိဝင်ငွေခွဲဝေမှုစီးစိမ်ဖွဲ့စည်းပုံနဲ့ အကျွေးတွေကတရုတ်လူထုမှာ၎င်းတို့ထုတ်လုပ်တဲ့ထုတ်ကုန်တွေကိုစားသုံးနိုင်စွမ်းမရှိဘူးလို့ဖော်ပြပါတယ်။ဒါကြောင့်ပဲပြည်ရင်းစိတ်ကွက် မှာတီလာပီယာငါထောက်ပတ်မှုတိုးလာပြီးတင်ပို့မှုပိတ်ဆို့မှုကြောင့်ဈေးနှုန်းတွေကျဆင်းလာရင်တောင်အမေရိကန်ဈေးကွက်အတွက်ရည်ရွယ်ထားတဲ့ပိုရှန်ထုတ်လုပ်မှုကိုထိရောက်စွာဝယ်ယူနိုင်ဖို့ရေတိုးမှာပြည်တွင်းဝယ်လို့အားကိုလှုံ့ဆော်နိုင်ပွဲမရှိပါဘူး။ဒီလိုနဲ့တရုတ်ရဲ့ပြည်ရင်းပင်လယ်ဆောင်နဲ့ ပရိုတင်းဈေးကွက်တွေဟာပြိုင်ဆိုင်မှုပြင်းထန်နေပါတယ်။တီလာပီယာငါးဟာစားသုံးသူတွေရဲ့ထမင်းစပွဲပေါ်မှာအမျိုးမျိုးသောရေကြုံငါးတွေနဲ့အခြားပရိုတင်းရင်းမြစ်တွေနဲ့ရှင်ပြန်ရပါတယ်။ဘာလို့လဲဆိုတော့စီးပွားရေးကျဆင်းနေတဲ့အခါစားသုံးသူတွေဟာဈေးနှုန်းသက်သာတဲ့ပရိုတင်းရင်းမြစ်တွေကိုပိုမိုဝယ်ယူလိုကြပါတယ်။အခုတော့တရုတ်ဈေးကွက်မှာလည်းတီလာပီယာငါးကိုစားသုံးပေမဲ့အမေရိကန်ဈေးကွက်နဲ့နှိုင်းယှဉ်ရင်စားသုံးသူရဲ့အကျင့်တွေမှာတိတိတသားကွဲပြားမှုတွေရှိနေပါတယ်။ဒါကြောင့်ပဲအမေရိကန်စားသုံးသူတွေကစံတတ်မှတ်ထားတဲ့ချက်ပြုတ်ရလွယ်ကူတဲ့ Felix တွေကိုနှစ်သက်ပေမဲ့ တရုတ်ပြည်ရင်းစားသုံးသူတွေကငားတကောင်လုံးကိုဝယ်ယူရင်းချက်ပြုတ်နည်းနဲ့ရတာနှစ်သက်မှုမှာကွဲပြားမှုတွေရှိကြပါတယ်ဒီလိုနဲ့တရုတ်ဒီလာပီယာငားဟာပြည်ရင်းဈေးကွက်မှာအခြားမျိုးစုံနဲ့ရေချိုငားနဲ့ပင်လယ်သာထုတ်ကုန်တွေနဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုကိုရင်ဆိုင်နေရပါတယ်ဒါကြောင့်လုပ်ငန်းနဲ့အစိုးရဟာဒီလာပီယာငားရဲ့ပြည်ရင်းရောင်းအားကိုမြင့်တင်ဖို့ကြိုးစားနေပေမဲ့စီးပွားရေးပတ်ဝန်းကျင်အားနည်းမှုစားသုံးသူဝယ်လို့အားနှဲပါမှုနဲ့ထုတ်ကုန်ရဲ့ပြည်ရင်းဈေးကွက်နဲ့မလိုက်ဖက်မှုကြောင့်အလွန်ခက်ခဲနေပါတယ် တကယ်တော့အခြားဈေးကွက်တွေကိုရှာဖွေဖို့ဆိုတာလွယ်ကူတဲ့အရာမဟုတ်ပါဘူး။ဥရောပ၊အာဖရိကနဲ့အရှေ့အလယ်ပိုင်းတို့ဟာဖြစ်နိုင်ခြေရှိတဲ့ဈေးကွက်တွေဖြစ်ပေမဲ့၎င်းတို့ရဲ့ဝယ်လိုအားပမာဏနဲ့ထုတ်ကုန်လိုအပ်ချက်တွေဟာအမေရိကန်ဈေးကွက်နဲ့တိတိတသာကွဲပြားနေပါတယ်။ဒါကြောင့်ပဲဒီလုပ်ငန်းဟာထုတ်လုပ်မှုလိုင်းတွေကိုပြန်လည်ပြုပြင်မွမ်းမံမှု၊ဈေးကွက် ဖြန့်ဖြူးရေးလမ်းကြောင်းတွေပြန်လည်တည်ဆောက်မှုနဲ့ကွဲပြားတဲ့ဈေးကွက်စည်းမျဉ်းတွေနဲ့စံချိန်စံညွှန်းတွေနဲ့လိုက်ရောညီတွေဖြစ်အောင်လှုပ်ဆောင်မှုတွေအပါအဝင် တိတာရဲပြုပြင်ပြောင်းလဲမှုတွေလိုအပ်ပါတယ်ဒါတွေအားလုံးဟာအချိန်နဲ့တိတာရဲရင်းနှီးမြှုပ်နှံမှုလိုအပ်ပြီးဒါတော့မှအမေရိကန်ဈေးကွက်ဆုံးရှုံးမှုကြောင့်ဖြစ်ပေါ်လာတဲ့ဆုံးရှုံးမှုတွေကိုလှင်မြန်စွာဖြေရှင်းနိုင်မှာမဟုတ်ပါဘူးလက်ရှိအခြေအနေကိုရင်ဆိုင်နေရချိန်မှာကျွမ်းကျင်သူတို့ချို့ကဒီပြဿနာကိုပုံမှန်နှဆိုင်စွာစူးစမ်းလေ့လာဖို့လိုအပ်နိုင်တယ်လို့အကြံပြုပါတယ်ထရမ့်ရဲ့တရုတ်အစိုးရဘော်အစွန်းရောက်ဖိအားပေးမှုဟာ တရုတ်ပြည်သူတွေကိုကြီးရတာမဟုတ်ဘူးလို့တရုတ်ရေးရာကျွမ်းကျင်သူဝမ်ဟောင်းကပြောပါတယ်။ဒါကြောင့်မဲအမေရိကန်တရုတ်အကောက်ခွန်စစ်ပွဲနှစ်ခုရဲ့အဓိကကြီးမှန်းချက်ဟာတရုတ်စီးပွားရေးကိုဖျက်ဆီးဖို့မဟုတ်ဘဲအစွန်းရောက်ဖိအားပေးမှုကိုအသုံးပြုပြီးတရုတ်ကွန်မြူနစ်ပါတီအတွင်းကွဲလဲမှုတွေဖြစ်ပေါ်စေဖို့ပြီးတော့ပြပကအင်အားတွေရဲ့အကူအညီနဲ့တရုတ်ပြည်သူတွေကိုကွန်မြူနစ်ပါတီကိုဆွန့်လွတ်ဖို့ပုံမိုလွယ်ကူစေဖို့ဒါနဲ့တရုတ်လူအဖွဲ့စည်းရဲ့ငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းမှုကိုမြင့်တင်ဖို့ဖြစ်တယ်လို့၎င်းကဆိုပါတယ်ဒီလိုနဲ့ထရမ့်ရဲ့အကောက်ခွန်စစ်ပွဲဟာ တရုတ်ကွန်မြူနတီပါတီကိုတိုက်ရိုက်ပစ်မှတ်ထားတာဖြစ်ပါတယ်လက်ရှိရေယာသုံးသက်သူရန်ဝိုင်ကလည်းအမေရိကန်ရဲ့အကောက်ခွန်စစ်ပွဲဟာကွန်မြူနတီပါတီကိုပစ်မှတ်ထားတာလို့ယုံကြည်ပါတယ်၎င်းကထရမ့်စတင်ခဲ့တဲ့အကောက်ခွန်စစ်ပွဲဟာကွန်မြူနတီပါတီနဲ့ခွဲထွက်ဖို့နီလန်တစ်ခုဖြစ်တယ်လို့ပြောပါတယ်အခုတော့ကွန်မြူနတီပါတီရဲ့လှင်မြန်တဲ့လက်တုံပြန်မှုကြောင့်အပြန်အလှန်အကောက်ခွန်တွေမြင့်တက်လာပြီးအမေရိကန်တရုတ် ကုန်သွယ်ရေးလှုပ်ရှားမှုတွေရပ်တန့်သွားခဲ့ပါတယ်တကယ်တော့သမ္မတထရမ့်ကအမေရိကန်ဟာကွန်မြူနတီပါတီစီငွေတွေဆက်လက် ပို့ပေးနေလို့မရဘူးလို့အကြိမ်ကြိမ်ပြောခဲ့ပါတယ် ၎င်းတို့ကိုအမေရိကန်ဆက်ကျင်တဲ့စစ်ရေးထိန်းချုပ်မှုတွေဖွံ့ဖြိုးလာခွင့်ပေးလို့မရဘူးလို့လည်းဆိုခဲ့ပါတယ်။အမေရိကန်ရဲ့နိုင်ငံသားရေးဝန်ကြီးဟောင်းမိုက်ပွန်ပီယိုက2020ပြည့်နှစ်မှာ Nixon Library မှာပြုလုပ်ခဲ့တဲ့တမ်မနီမုံတမရီမုံတစ်မိန်ကွန်းလို့ခေါ်တဲ့မိန်ကွန်းမှာကွန်မြူနစ်ပါတီနဲ့တရုတ်ပြည်သူတွေကိုခွဲခြားဖို့တောင်းဆိုခဲ့ပါတယ်။ဒါကြောင့်ပဲ၎င်းကတရုတ်ပြည်သူတွေဟာတကယ့်ကိုလွတ်လပ်မှုကိုချစ်မြတ်နိုးတဲ့တရုတ်ကွန်မြူနစ်ပါတီနဲ့လုံးဝကွဲပြားတဲ့တက်ကြွတဲ့လူထုဖြစ်ပြီး ၎င်းတို့ကိုကျွန်ုပ်တို့ထိတွေ့ဆက်ဆံပြီးစွမ်းအားပေးရမယ်လို့ပြောခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။